်မင်္ဂလာပါ စီဝိုင်းကနေပြန်လည်ကြိုးလိုက်ပါတယ်အခုတစ်ခေါက်မှာတော့အရှိတောင်အရှာမှာဖြစ်ပွားခဲ့တဲ့တဘာဝဘေးရန်တွေအကြောင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်အရှာတိုက်ကကမ္ဘာပေါ်မှာလူကြီးအများဆုံးနဲ့နေရအခြေဝန်အကြီးဆုံးတိုက်တစ်ခုဖြစ်ပါတယ်တဘာဝဘေးရန်တွေအများဆုံးဖြစ်ပွားခဲ့တဲ့ဒေသလူလည်းပြောလို့ရပါတယ်ငလင်တွေဆူနာမီတွေမုန်တိုင်းတွေအထိဖြစ်ပွားခဲ့ပြီးတော့လူအများပြားအသက်ဆုံးရှုံးကမြို့တွေ ကြီးပါတယ်တော်တော်များများပြည့်စည်ခံခဲ့ရတယ်တိုက်တခုလို့လည်းပြောလို့ရပါတယ်ဒီဗီယိုမှာတော့အရှိတောင်အာရှမှာရှိတဲ့နိုင်ငံ၅ခုမှာဖြစ်ပွားခဲ့တဲ့အကြီးဆုံးသဘာဝဘေးရန်တွေကိုမျှဝေပြီးသွားမှာဖြစ်ပါတယ်နံပါတ်၁အင်ဒိုနီးရှားနိုင်ငံ2004ခုနှစ်ဆူနာမီ2004ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာအင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဆူမာရာကျွန်းဒီကပင်လယ်အောက်မှာငလင်တကူဖြစ်ပွားခဲ့ပါတယ်။ငလင်ပြင်းအကနိုင်ဝန်ဝန်အထိဖြစ်ပြီးတော့အဲ့ဒီငလင်ကြောင့်ပင်လယ်ရေထဲမှာဆူနာမီလိုင်းလုံးတွေထွက်ပေါ်လာခဲ့ပါတယ်။အမြင့်ပေ30မီတာရှိတဲ့ဆူနာမီလိုင်းတွေကအင်ဒိုနီးရှားနိုင်ငံရဲ့ဒေသတော်တော်များများကိုလွှမ်းမိုးခဲ့ပြီးတော့ကြီးဝါတကူလုံးပျက်စီးတာတွေလူဦးရေ36,000ကျော်တည်ဆုံးတာတွေနဲ့အတူအင်ဒိုနီးရှားနိုင်ငံအတွင်းမှာ

မွန်တိုင်းကလေအရှိန်တနအီကို215ကီလိုမီတာတိရှိပြီးတော့အီယာဝတီတိုင်းဒေသကြီးကိုပြင်းပြင်းထန်ထန်တိုက်ခတ်ခဲ့ပေမယ့်အခြားဒေသတော်တော်များများလည်းပျက်စီးဆုံးရှုံးခဲ့ပါတယ်။လူဦးရေ33,800ကျော်ထိတည်ဆုံးခဲ့ပြီးတော့လူသန်းနဲ့ချီလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နိုင်ငံတော်ကကယ်ဆေးအတွက်အချိန်မီအကူအညီမပေးနိုင်ခဲ့တာတွေပြည်ပနိုင်ငံတွေမှာအကူအညီလက်မခံခဲ့တာတို့ကြောင့် ဒေတာအချို့မှာထိရောက်တဲ့ကယ်ဆယ်ရေးတွေကိုမလုံဆောင်နိုင်ခဲ့ပါဘူး။ဒါကတော့2000ခုနှစ်နောက်ပိုင်းမှာမြန်မာနိုင်ငံမှာကြုံတွေ့ခဲ့ရတဲ့တဘာဝဘေးရန်ရဲ့ဇိုကြီးတစ်ခုကိုပြောလို့ရပါတယ်။နံပါတ်3ဂျပန်နိုင်ငံ2011ခုနှစ်ဆူနာမီနဲ့နလင်း2011ခုနှစ် မလာ၁၇ရက်နေ့မှာဂျပန်နိုင်ငံကပြင်းအား9.0ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ငလင်ပြီးတာနဲ့အမြင့်ပေ40မီတာအထက်ရှိတဲ့ဆူနာမီလိုင်းလုံးကြီးတွေတက်လာခဲ့ပြီးတော့ဂျပန်နိုင်ငံရဲ့မြို့ရွာတော်တော်များများကိုဖျက်ဆီးခဲ့ပြီးလူဦးရေ15,800ကျော်အထိတည်ဆုံးခဲ့ရပါတယ်။ဒါပေမဲ့ဂျပန်နိုင်ငံကခိမီတတိပီစနစ်နဲ့ရုပ်ပြအင်ဂျင်နီယာဆိုင်ရာကောင်းမွန်မှုကြောင့်

အိန္ဒိယနိုင်ငံရဲ့အနောက်တောင်ပိုင်းကများစွာသောကမ်းရိုးတန်းဒေသတွေကိုဆူနာမီလိုင်းတွေတိုက်ခတ်ခဲ့ပါတယ်။အထူးသဖြင့်ကမ်းရိုးတန်းဒေသတွေမှာအလွန်ကြီးမားတဲ့ပျက်စီးမှုတွေဖြစ်ပွားခဲ့ပါတယ်။လူဦးရေတထောင်ကျော်တည်ဆုံးခဲ့ပြီးတော့ဒေသအချို့မှာလည်းလူအများအပြားပျောက်ဆုံးခဲ့ပါတယ်။အိန္ဒိယအစိုးရနဲ့ MGOD ကကေဆေးရေးအတွက်အ мян ဆုံးတုတ်ပြန်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဆူနာမီသတိပေးစနစ်တွေတက်ဆင်မှုတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။ နံပါတ်5ဖိလစ်ပိုင်နိုင်ငံ2013ခုနှစ်တိုင်ဖွန်းမုန်တိုင်း2013ခုနှစ်နိုဝင်ဘာလမှာဖိလစ်ပိုင်နိုင်ငံကိုတိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းဟာဖိလစ်ပိုင်နိုင်ငံအတွက်တမိုင်းတစ်လျှောက်အလွန်ပြင်းထန်ဆုံးမုန်တိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။တနအီကိုမိုင်မောင်း195မိုင်အထိရှိတဲ့ဒီအချိန်နဲ့တိုက်ခတ်ခဲ့ပြီးတော့အရင်ကမုန်တိုင်းတွေထက်ပိုမိုအားကောင်းပြီးအပြည့်အစုံနဲ့ပိုမိုများပြားခဲ့ပါတယ်။လူဦးရေ6300ကျော်အထိတည်ဆုံးတာ တန်းချီတဲ့လူတွေဟာလည်းအိုးအိမ်ကင်းမဲ့သွားခဲ့ရပါတယ်။ဖိလစ်ပိုင်ဆိုးရနဲ့ကမ္ဘာနိုင်ငံတကာတွေကစူပေါင်းပြီးအကူအညီပေးခဲ့ကြပြီးတော့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်းလှုပ်ဆောင်ခဲ့ကြပါတယ်။တဘာဝဘီယန်နေတွေကဘယ်နိုင်ငံမဆိုချပြနိုင်တဲ့အကြောင်းအရာတွေမဟုတ်ပါဘူး။အဓိကကတော့အဲ့ဒီဘီယန်တွေကိုကာကွယ်နိုင်ဖို့အတွက်ဂျူတင်ကာကွယ်ရေးလုပ်ငန်းတွေကိုလှုပ်ထားဖို့သာအရေးကြီးပါတယ်။